်မင်္ဂလာပါရှင်မဝင်ចောင်းတော်ရန်ဒီကျူဆူလိုက်ပါတယ်ဒီနေ့မှာတော့စာရေးဆရာမရှင်မေကံဘလူရဲ့ဘွားမိတ်စိတ်နဲ့ကဝီမာလီရှင်ညူပါဝင်သောဘုန်းကြီးကျောင်းအခေါင်တလာကြီးဆိုတဲ့ဇလန်းကိုတင်ဆက်ပေးသွားမှာပါကျေးဇူးတင်ပါတယ်ရှင်တောင်ထွန်းရွာကိုမောင်တူတို့ပြန်ရောက်လာတာတပတ်မြရှိပြီအမလီကျုပ်ဖြင့်တင်းထက်ဒီမိန်းကလေးကိုစိတ်ပူနေခဲ့တာတော်မသေးတယ်ခုလိုလေးမြင်ရတော့စိတ်အေးရပါတယ်တော့ဒေါတာခမယာတားထက်ချွေးမကိုအချစ်ပူနေခဲ့ရှာတယ် မင်္ဂလာပွဲအတွက်တော့စုတန်းဆောင်းထားတာတွေနဲ့တင်တောင်းရမှာပေါ့မင်္ဂလီဘက်ကကျုပ်သားနဲ့သဘောတူပေးတာတွေမင်းကျုပ်ကဝမ်းသာနေရပြီအမေတို့ခုတားတို့ခုဘဝမှုဒေါတာရှာခွေစုဆောင်းသမျှကိုတားဖြစ်သူအတွက်တင်တောင်းပေးဖို့ဆုံးဖြတ်ခဲ့တယ်အေးလေညီတို့တွေနှစ်ဦးနှစ်ဖက်အဆင်ပြေတော့ဖွားအနေနဲ့ဝမ်းသာပါတယ်နေကောင်းရမြဲရွေးပြီးရွာတင်မှာပဲမင်္ဂလာပွဲပြင်ကြတာပေါ့ဘဝမေစိန်ပြောတော့မောင်တိုးနဲ့ခင်မချစ်တို့အပြုံးနေဝေးနေခဲ့တယ်ဒီလိုနဲ့နှစ်ဖက်မိဘလူကြီးတွေတိုင်ပင်ပြီး မင်္ဂလာပွဲပြင်ဆင်ပေးခဲ့တယ်။တောင်တုံးရွာရွာတိရွာပြင်နဘီရွာတွေပါမင်္ဂလာစာလာရောက်ဖို့ဖိတ်ကြားခဲ့တယ်။ဘွားမေစင်ရဲ့တားရပေမှုမင်္ဂလာပွဲရက်ကိုရောက်တော့ထင်ထားရတဲ့လူတော်တော်များများရောက်လာကြတယ်။လူကြီးတစ်ခုပဲမှာစီကားတယ်။မင်္ဂလာဆောင်မှာထမင်းကျွေးတာမို့ထမင်းချက်သူဟင်းချက်သူတောင်တော်လေးပင်ပန်းကြရှာတယ်။ခုမှပဲအမောပြေတော့တယ်ပြု။မောင်တို့ရေမင်းလည်းပြင်ငါလည်းဆိုမမေ့နဲ့ဟိ။မအောင်ကအေခံပွဲလာသူတွေနေပါသွားတော့မှတန်းကြဲကြဲညီးတွန်းရှာတယ်။ သူတို့သားနဲ့သူတို့သမီးကမမောနိုင်မပန်းနိုင်ဖြစ်နေကြတယ်။ကဲရော့ရင်ွေးလေးတောက်လာအောင်မအောင်။ပွားမိတ်စိန်နဲ့ဒွန်တော်ခန်းတို့လူကြီးတွေစပွဲမှာထိုင်ပြီးမင်းလာပွဲလာသူတွေကိုကြည့်နေခဲ့တယ်။မောင်အောင်ကတော်ဝင်းငယ်ပြီးရင်ွေးကိုတောက်တယ်။မောင်တူးနဲ့ခင်မချစ်တို့မင်းလာပွဲမှာအောင်မြင်မြင်နဲ့ပြီးဆုံးခဲ့ပြီ။မင်းလာပွဲပြီးတော့ကျောင်းနောက်စတုံးပါဆိုတဲ့အတိုင်းခင်မချစ်မောင်တူးတို့အိမ်မှာပဲနေထိုင်ခဲ့တယ်။ဒွန်တော်ခန်းတို့တူရင်းနဲ့မောင်တူးတို့မင်းလာပွဲပြီးနောက်ရက်မှာပဲတောင်ကျေးရွာပြန်သွားခဲ့တယ်။ တရက်မှာတော့ဖွားရီဖွားဖွားရှိနေပြုဘသူလဲဝင်ခဲ့လေခြံဝိုင်းပြင်ရဩခေါ်တန်ကြောင့်ဖွားမယ်စိန်ပြန်ထူးတယ်ဝိုင်းထဲဝင်လာတာဘုံကြောင်သားငသွင်ဖြစ်တယ်ဦနားပြဖွားရှိတယ်ငသွင်ရဲ့နောက်မှာလူကြီးတယောက်ပန်လာခဲ့တယ်ဟဲ့ငသွင်ဧည့်သည်ပန်လာတာလားတော်ဝင်ရငသွင်ကိုမေးတော့ငသွင်ကခေါင်းငိတ်ပြီးဟုတ်တယ်အကြီးကျုပ်တို့ဆရာတော်ရဲ့ဧည့်သည်ဆရာတော်ဖွားစီကိုလိုက်ပို့လိုက်စမ်းဆိုလို့ကျုပ်ခေါ်လာတာဦထိုင်မြအေးအေးငါတို့ လူရင်းလေးကုပြစ်မှာဝင်းထိုင်နေမမနှမ်းကြိုင်ကျုပ်တို့စီမလာတာတော့ကြာပြီနော်ငသွင်းရနှမ်းကြိုင်ကိုပြောရင်ထန်းလက်ခုံမှာဝင်းထိုင်နေအမေရဖွားမိတ်စိန်ထင်နေရဲ့ဗျဟုတ်ပါတယ်ကျုပ်နမရဥတန်းထိုက်ပါဆရာတော်ဖျားစီနာရာကနေမေးကြောင်းတွေသိခဲ့ရတယ်ကုမလည်းခက်ခဲလေးရှိနေတော့လာပြီးတော့ကုညီတောင်းကြည့်ရပါဘာခက်ခဲများရှိလို့လဲဥတန်းထိုက်ကကျောင်းတစ်ခုပြန်တွေးမိဟန်နဲ့လေဘူးတစ်ချက်အရင်မှောက်ထုတ်တယ်ဒီနေ့အမေရဲ့ကျုပ်တို့ရောက်မှာကဲဆိုင်ပြီးလူတွေဒုက္ခရောက်နေလို့ပါ ကက်ဆိုင်တယ်ဟုတ်လားဘယ်လိုမျိုးကြောင်ကက်ဆိုင်တာလဲကျုပ်တို့ရမှာလူတွေအဆက်မပြတ်တည်နေကြလို့ပါခင်ဗျအကြောင်းရင်းမရှိပဲတည်နေကြတာဆိုတော့ရွာကလူတွေလည်းကြောက်ကြီးကြောက်နေတာပေါ့ဒီလိုကနေတခြားရွာပြောင်းတဲ့သူတွေပြောင်းပြေးကုန်တော့ရွာမှာကျုပ်တို့နဲ့ကိုရင်ကိုရဝဆွန့်ခွာလို့သူတွေပဲကြံခဲ့တော့တာဒီလိုကိစ္စမျိုးဖွာကြုံမှုတွေဒီတုန်းကအလောင်းမြုံနီးမမှန်လို့လူတွေတည်နေကြတာမပြောပါနဲ့ဖွာဖြည့်ရှင်းပေးနိုင်လို့သာကျန်တဲ့သူတွေအသက်ချမ်းသာရရခဲ့တာခုမောင်ရင်တို့ရွာကလည်း ီလိုမျိုးတစ်ခုခုမှားနေပုံပဲအလောင်းမြုပ်တာတော့တုတ်တုတ်လူကြီးကိုယ်တိုင်ကြီးကျက်လောက်ကိုင်းတာမလို့အဲ့ဒီဘက်ကတော့မမလာဘူးခင်ဗျဒါဆိုရင်တော့ဘွားကိုယ်တိုင်မောင်ရင်တို့ရွာကိုလိုက်ခဲ့ပြီးကြီးစုစစ်ဆေးပေးရတော့မှာပဲဒီလိုဆိုရင်တော့ကောင်းတာပေါ့အမေရေကျုံလည်းဒီကိစ္စကိုစဉ်းစားရတာကောင်းတော့သဘင်ကြံတော့မှမထင်ဘူးအေးပေါ့ဒီနောက်ကြီးဖြစ်ပြနေတော့ဘယ်စိတ်ချမ်းသာပါမလဲဒါနဲ့မောင်ရင်ရွာနမယ်ဘာများလဲကျုပ်ရွာနမယ်ကညောင်ကုန်းရွာလို့ခေါ်ရေးဗျသူကတော့ညောင်ကုန်းရွာရဲ့ရွာတကြီးပါအမီ ေါ်အေးအေးမောင်ရင်ကအဲ့ဒီရွာတကြီးကိုဒါကြောင့်လဲရွာရှိကိုစိတ်ပူနေရှာတာပေါ့ဟုတ်ပါအမေကြီးရေလူတွေအသေးပြောင်များတာအရင်သိတာလားတော့ကျုပ်တို့လူကြီးတွေလည်းဖြေရှာကြသေးပါတယ်ဒါပေမဲ့ဘလို့မှပြေမပေါ်အဲ့ဒါနေရွာမတန့်လို့များလားတွေးမိပြီးဘုံကြီးတွေနေရွာကိုပေးတွေရုတ်ခဲ့သေးတယ်မထူပါဘူးဗျာတေးကြတာပါပဲဘလို့ကြောင့်တင်းတို့တင်းမဲမသိတာပါအမေကြီးရေအမေကြီးညာကောင်ကိုဘယ်တော့တော့လိုက်လာနိုင်မလဲဟိုမေးတာတော့စိတ်မရှိပါနဲ့ဗျာအမေကြီးအားရရှင်လေးကျုပ်ဘက်ကသိကြလို့ပါ မောင်ရင်ရောဘယ်တော့လောက်ညာကုန်းကိုပြန်ပါလေဖြစ်နိုင်တော့မောင်ရင်ပြန်တဲ့နေ့လောက်ပဲလိုက်ခဲ့ပါမယ်ကျုပ်ကအမီးအတူလိုက်မယ်ဆိုရင်ညာလီကောင်းလေပေါ့ဗျာဒါဆိုရင်တော့မနေ့ပြန်လောက်ပဲညာကုန်းသွားကြတာပေါ့ဒါမှလည်းစောစောစီစီဘယ်အရာရောဒုက္ခပေးနေလဲဆိုတာဖြေရှာလို့ရမှာဟုတ်ကဲ့ပါမီးဒါဆိုမနေ့ပြန်မနေ့စောလောက်ကျုံလာခေါ်ပါမယ်ဘုန်းကြီးเจ้าမှာကျုပ်ရဲ့နှွားလေးထားထားပါတယ်အေးကွယ်ဒါဆိုရင်တော့ကောင်းတာပေါ့ဘွားတို့လှင်မောင်းပို့နေကြတားတော်မောင်တွေကမိမယူထားတာမကြသေးတဲ့သူနဲ့ နောက်တစ်ယောက်ကမိမယူဖို့ပြင်ဆင်နေပြန်တော့ဒီတစ်ခေါက်တော့သူတို့ထားခဲ့ပြီးဘွားရင်ဟောရီယာဘွားသမီးရှိညို့ရင်မောင်ရင်လေးနဲ့ပဲလိုက်ခဲ့တော့မေဟုတ်ကဲ့စိတ်ချပါမေပြန်လေးကျုံလင်းနဲ့လိုက်ပို့ပါမေတတိဦးသားထိုက်ဘွားမေစိန်တို့ညောင်ကုန်းရွာလိုက်လာမေဆိုလို့ဝမ်းသာနေတယ်အလားတုံးကအပူရုပ်ဖြစ်ပြီမေခုတော့ရှင်ပြနေရှာတယ်ဦးသားထိုက်နဲ့ငသွင်းတို့ဖုန်းချောင်းပြန်သွားခဲ့ချင်းအမေဒီတစ်ခေါက်အမေသားဒီမခေါ်တော့ဘူးလားမခေါ်တော့ဘူးကြီးသူတို့မှအိမ်ဆောင်ဘက်တွေရှိနေပြီနိသူတို့ကလိုက်ချင်တော့ အိမ်နောက်ဘက်ကကြည်ပြီးအောင်မှဒါကြောင့်မခေါ်တော့ပါဘူးအမေရေမောင်တွန်းကဘဲသွားသွားအရင်လိုပဲခေါ်ဖို့မှားထားတယ်လေနေပါစီနက်ပြန်အမေတို့ဘဲသွားတော့မယ်တမိရှင်ညိုဝေစားလေးထည့်ထားဘွားကလူကြီးဆိုတော့နှစ်ထည်လောက်ဆိုရပြီညီကတော့လိုရမရပို့ယူခဲ့ဟုတ်ကဲ့ဘွားဘွားမေစိန်ရှင်ညိုဝေစားထည့်ဖို့ပြောတော့ဒေါ်ဝင်းစကားဆက်မပြောတော့ဘူးမေဖြစ်သူရဲ့စိတ်ကိုသိရကြောင်းဝိစားထဲဝအပေါ်တက်သွားတဲ့ရှင်ညိုနောက်ကိုဒေါ်ဝင်းလိုက်လာခဲ့ရှာတယ်။ရှင်ညို မင်းကတော့ပြောမရလို့မပြောတော့ပါဘူး။ဒါပေမဲ့ညီကတော့အရင်မှလိုက်အောင်မေ။ပန်းများလေးရှိတခြားမဟုတ်ပါဘူး။ညီဖွာအရင်အဆိုရင်ပဲပဲတော်တော်ညီကိုရင်းနဲ့အတူတူဆိုတော့အရင်ကစိတ်ချတယ်။မောင်တို့မအောင်လို့ဆိုတာလေ။သူတို့ဖွာအတွက်ဆိုအသက်ပေးပြီးတော့ကာကွယ်ရင်းတဲ့သူတွေမို့လား။ခုသူတို့မခေါ်တော့ဘူးဆိုတော့ညီဖွာအတွက်အရင်စိတ်ပူမိတယ်။ဒါကြောင့်ညီဖွာကိုဂယုစိုက်ပေးပါရှင်ညိုရဲ့။စိတ်ချပါရှင်။ကျုံရောဖွာရောတာမန်လူတွေမဟုတ်ဘူးဆိုတာအရင်နဲ့သိတာပဲ။ ဒါပေမဲ့အန်နီရဲ့တခုခုနဲ့ထိတ်တိုက်တွေ့နိုင်ရင်တော့အဘွားကိုကျုပ်ဘက်ကအထီးကန်မခံပါဘူး။ဒါတော့အရင်စိတ်ချပါ။အေးပါအေး။ညီဘက်ကဒီလိုပြောတော့အရင်စိတ်ချမ်းသာပါတယ်။ညီနဲ့ဂယူးဆိုင်တော့ညီနဲ့အရင်ရဲ့တမီးပါပဲ။ညီကိုလည်းစိတ်ပူပါတယ်အေး။စိတ်မပူပါနဲ့အရင်ရဲ့ဖြစ်မလာသေးတာကြိုတွေးပြီးစိတ်ပူတာလူကိုအူမင်းစေတယ်တဲ့။ဒါကြောင့်မအူချင်ရင်တော့စိတ်လေးကိုရှော့ထားပါအရင်ရဲ့။အေးပါအေး။ကျုပ်ကလည်းမအူချင်သေးပါဘူး။နုနုပြိုပြိုလေးနေချင်ပါသေးတယ်။ ကဲစက်နုတော့စက်နုကျုပ်ကတော့အဝေရွေးလိုက်အောင်မေကျင်ညိုပြောပြီးယူသွားမယ့်အဝေစားတွေရွေးနေတယ်ဒေါ်ဝင်းရှင်ညို့ပဲပြုံပြုံကြီးကြည့်နေခဲ့ရှာတယ်နောက်နေ့မနေ့ကိုရောက်တော့တကြီးဦးတန်းထိုက်ကသူ့ရဲ့နွားလေးနဲ့ဖွားမယ်စိန်တို့လာခေါ်တယ်ညောင်ကုန်းကြီးရွာတော်လေးတိတ်ဆိတ်ခြောက်ကန်နေတယ်လေးထက်ကနေဖွားမယ်စိန်တို့ကြွားကိုတေးချကြည့်နေတယ်အရှင်ကတော့အတော်နေထိုင်လို့ကောင်းနေရွာပါမေးကြီးရဲ့ခုတော့ကြည့်ပါဦးဗျာခြောက်ကပ်ပြီးတိတ်ဆိတ်နေလိုက်တာနေတဲ့လူတွေကလည်းလူကြီးတွေပဲများတော့တယ် လူငယ်တွေကိုတော့ရွာမှာမထားကြဘူးခမညတတိယသူ့ရွာကိုကြည်ပြီးစိတ်မကောင်းစွာပြောရှာတယ်။ဘွားမေစိန်နဲ့ရှင်ညိုတို့ရွာလေးကိုကြည်ရင်စိတ်မကောင်းဖြစ်နေတယ်။ဒါကြုတ်အိမ်ပဲဗျ။မိမကြီးမိမကိုတန်းထိုက်တော့ပြန်လာပြီ။အေးဟာလာပါဦး။မိတို့အိမ်ထဲခေါ်ရင်နေရာထိုင်ရင်တေချာချပေး။ငါနွားတွေဖြုတ်လာအောင်မေ။ဟုတ်ကဲ့အမေကျုပ်ကိုတွေ့စင်ပါ။တတိယဦးတန်းထိုက်မိမဘွားမေစိန်ကိုနွားလေးပေါ်ဆင်းရလွယ်ကူစေဖို့ကူပြီးတော့တွေ့ပေးတယ်။ နေအိမ်နဲ့ခေါ်သွားပြီးမေးဟောဒီမှာထိုင်မောင်းဒီမိုင်းနဲ့ထိုင်နော်ဟုတ်ကဲ့ရှင်ညိုခေါင်းညိမ်ပြီးပြောတယ်အိမ်ထဲမှာတကြီးကတော့ပြင်ဘွားဦးတူရှိနေတယ်အဘွားဦးရဲ့ခန္ဓာကိုယ်ကပိန်ပိန်သေးသေးသာဖြစ်တယ်အဘွားဦးကကုန်းကိုတော့မပါပါမိသဖုံးနဲ့ကြိတ်ချေဝါးနေပြီးညနှုံးတွေကဘွားမေစိန်တို့စူးစမ်းတယ်လို့ကြည်နေတယ်အမေဟောတာကျုံမိမမိပြားရတယ်ဒါကတော့သူ့အမေတော်အေးဘူးတဲ့မိမရေဟောဒီအမေကြီးကငါတို့ရွာကိစ္စကြောင့်လိုက်လာခဲ့တာ မင်းတို့နေဖို့စားဖို့ကုန်လုံးနေတိတ်ချလှုပ်ပေးဖို့ဟာဟုတ်ကဲ့ပါကုတန်းထိုက်ရေကျုပ်အမီတို့ဂယုစိုက်ပါမယ်တကြီးဦးတန်းထိုက်ဘွားမေစိန်တို့ဂယုစိုက်ဖို့တကြီးကတော့တိတ်ချမှားနေတယ်အမီတို့ထမင်းစားရအောင်ကျုပ်ပြင်ထားပြီအေးအေးစားကြတာပေါ့ဒါနဲ့ညီတို့ကအတူဝင်စားလေရပါတယ်အမီကျုပ်နဲ့အမီကမစားသေးလို့ပါအမီတို့ကခီးပန်းလာတာဆိုတော့စားနေကြမှာလေမင်းတို့ပဲလွန့်လွန့်လဲ့လဲ့စားကြပါဟုတ်တယ်ကျုပ်တို့ကမစားသေးဘူးတကြီးကတော့နေအမီဖြစ်သူတို့က ဖွားမိတ်စိန်တို့ထမင်းရင်စားစီဖွားမိတ်စိန်တို့ထမင်းစားနေတဲ့ချိန်တကြီးကတော့နှစ်ပင်းရရှက်ခတ်ပြီးတယ်ထမင်းစားပြီးတော့အကျန်းရှိဦးနဲ့ထညက်ခဲပကံလေးထက်ချပေးပြန်တယ်ကျန်းရီတော့ထညက်စားရင်တကြီးကဘယ်များထွက်သွားလဲကိုတန်းထိုက်ကမီးတို့ထမင်းစားနေတော့ရွာလေးခဏထွက်သွားတယ်သူခမရလေးဒီရွာအတွက်စိတ်မအေးဖြစ်နေရရှာတာအင်းပေါ့ဒါနဲ့ညီတို့အိမ်မှာနေတဲ့လူကဒါကုံမဲလားသားတယောက်သမီးတယောက်တော့ရှိပါတယ်ရွာလေးအမီးတည်တဲ့အချိန် လူသေးတာများနေတော့ကလေးတွေကိုတဖက်ရွာဦးလေးစီပို့ထားရတယ်။ဒေါ်ပြားကလည်းဖွားမဲ့စိတ်မိသမျှပြန့်ပြေးရှာတယ်။ခဏကြာတော့ကြွားရဲထွက်သွားတဲ့တကြီးဦးတန်းထိုင်ပြန်ရောက်လာတယ်။ဘာထူးသေးနဲ့ကိုတန်းထိုင်ဘာမှမထူးပါဘူးကွာ။အဘတင်တို့စီစကားဝင်ပြောနေတာ။တော်ထမင်းစားတော့မလား။ကျုပ်ပြင်လိုက်မယ်။နေနေငါမစားသေးဘူး။အော်ဒါနဲ့အမေကြွားလေးရောက်ပြီဆိုတော့လှုပ်ရှားကိစ္စရှိရင်လေကျုပ်ကိုပြောပါဦး။လှုပ်ရှားကိစ္စတော့နောက်မှာပေါ့။ခုဖွားရွာလေးကိုလှည့်ကြည့်ခြင်းနဲ့ ရတယ်လေဗျာကျုံလိုက်ပို့ပေးမယ်ဒါဆိုရင်အချိန်မလင်းခင်သွားကြတာပေါ့ဖောင်းမေစိန်တကြီးဦးတန်းထိုက်ကိုရွာရဲပို့ခိုင်းနေဖောင်းမေစိန်ရှင်ညိုနဲ့တကြီးဦးတန်းထိုက်တို့ရွာရဲထွက်လာကြတယ်ရွာရဲနဲ့ကြည်ပြီးတဲ့နောက်ရှေ့စုရွာဦးကျောင်းကိုရောက်ပြီးမီးအဲ့ဒီကျောင်းမှာဆရာတို့ဖျားရှိတယ်ဝင်လိုက်ကြရအောင်ဗျမိတို့နဲ့မိတ်ဆက်ပေးရတာပေါ့ဖောင်းမေစိန်နဲ့ရွာဦးကျောင်းကိုလိုက်လာခဲ့တယ်ဆရာတို့ဖျားကိုဝတ်ပြုပြီးတဲ့နောက်ဆရာတို့ဖျားကဖောင်းမေစိန်တို့ကျောင်းကိုမီးတော့တကြီးဦးတန်းထိုက်က ပြန်ဖြေပေးတယ်ဖွာ ကျုပ်ကြောင်းအောင်ခဏဆင်းအောင်မေးအေးအေးသမီးရှောင်မသွားနဲ့ဟုတ်ကဲ့ရှင်ညိုတယောက်တည်းကြောင်းအောင်ဆင်းခဲ့တယ်ကျောင်းမှာရှိရဲ့ကိုရင်လေးနှစ်ပတ်ရှင်ညိုကြည့်နေတယ်ရှင်ညိုကတော့ပြင်းလို့ကျောင်းဝင်းထဲကိုလှည့်ပတ်ကြည့်နေတယ်လှည့်ပတ်ကြည့်ရင်တကားဖွင့်ထားတဲ့အခန်းတစ်ခုကိုရှင်ညိုတွေ့လိုက်တယ်ရှင်ညိုမြင်လိုက်တဲ့အရာကြောင့်လက်နှကြားဖြစ်သွားတယ်ဒါပေမဲ့အမြင်မှားလာလားတွေးနေအဲ့ဒီအခန်းကြီးသေချာသွားကြည့်တယ်ဒါဒါအခောင်းကြီးပဲတိုင်းရဘာလို့ဒီမှာရှိနေပါလဲရှင်ညိုကြီးမားတဲ့တစ်သားခေါင်းကိုကြည့်ရင် အံ့ဩနေတယ်။ဒီအခေါင်းကြီးကျောင်းရပါတကမကြီး။ဘာများဖြစ်လို့လဲ။အနည်းကိုရောက်လာရဲ့ကိုရင်နှစ်ပါးရှင်ယူရဲ့အမူအရာကြည့်ပြီးမေးတယ်။ဒိုင်းရကျောင်းကဘာလို့များကျောင်းမှာရှိနေရလဲ။ဒိုင်းရမရှိသင့်ဘူးလေကိုရင်။ဒီအကြောင်းတော့ကျုပ်တို့လည်းသိချာမသိဘူးတကမကြီးရဲ့။တကမကြီးသိကျင်တော့ဖုန်းကြီးကိုမေးကြည့်လိုက်ပါ။ကိုရင်စကားကြောင့်ရှင်ညူကျောင်းမချက်ချင်းပြန်တက်သွားတယ်။အလင်းစလိုဖြစ်နေတဲ့ရှင်ညူရဲ့အမူအရာကြောင့်ပွားမေစင်ရဘာလို့လဲသမီး။ကျောင်းအုပ်ကအခန်းထဲမှာ အခောင်းကြီးတစ်ခုကြုတ်တွေ့ခဲ့တယ်ပွာဟေးအခောင်းကြီးဟုတ်လားဟုတ်တယ်ပွာဖွားမေစိန်နဲ့ရှင်ညူတို့ပြောနေတာတွေကိုနားထောင်နေရဲ့ဆရာတော်ကဩတက္ကမလေးကတတိဥပဒံလှူခဲ့တဲ့ကျုံအခောင်းကြီးကိုမြင်ခဲ့ပုံပဲမလန့်ပါနဲ့တက္ကမလေးရဲ့အဲ့ဒါအကြောင်းကိုလှူခဲ့တဲ့ပစ္စည်းပါဘလို့ဖျားကျုံအခောင်းကိုဖုံးကြီးကြောင်းလှူခဲ့တယ်တပည့်တော်တေချာပြောပြပါဦးတေချာသိရမှတပည့်တော်ဘက်ကလုတ်တင်တာလုတ်ပေးနိုင်မှာပါဒီနိုးတက္ကမကြီးရဲ့ ကျုပ်တို့ရမှာအလွန်ချမ်းသာတဲ့တရေဥပသန်းဆိုတာရှိခဲ့တယ်။တရေရလူကြီးနာဖြစ်ပြီးအရာနဲ့လှည့်နေတဲ့ချိန်သူကိုယ်တိုင်သူ့ကိုထင့်မဲ့အခါကိုစိတ်ကြိုင်လှုပ်ခိုင်းခဲ့တာ။သူလှုပ်ခိုင်းတာကျွန်းသားနဲ့လှုပ်တဲ့အခေါင်းကြီးပဲ။ကနုတ်ပန်းတွေပါရီနဲ့ခေါင်းကြီးကတော်လေးလှပြီးငွေကြေးအတော်ပေးရတယ်ပြောတယ်။ဒီလိုကနေတရေဥပသန်းလေးစုံရောသူ့ခေါင်းကြီးနဲ့တင်းကျန်းကိုပို့တာပေါ့။သူ့မြေမြုပ်တကြိုပြီးတဲ့နောက်အဲ့ဒီအခါကိုသူ့မိသားစုကကျုပ်ရဲ့အကြောင်းလာလူပေးသွားတာပဲ။ အဲ့ဒါလေတေသူရဲ့ဆန္ဒပဲတက္ကမကြီးရေဇောမာနာရေးရှိရင်ဒီအကောင့်နဲ့ပဲပို့ပေးရတာပေါ့တပည့်တော်တို့အဲ့ဒီအကောင့်ကြည့်လို့ရမလားဖျားရတာပေါ့လာလာတက္ကမကြီးကျုံတော်လိုက်ခဲ့ပါဖောင်းမိတ်စိန်တို့လေကျောင်းအောင်ခန်းထဲမှာရှိရဲ့ကျုံခေါင်းကိုတွားကြည့်တယ်ခန်းတွင်းမှာရှိတဲ့တစ်သားခေါင်းကိုဖောင်းမိတ်စိန်မြင်တော့အံ့ဩသွားတယ်ရှင်ညိုကြည့်နေတော့လေရှင်ညိုကခေါင်းငိမ့်ပြတယ်ဖောင်းမိတ်စိန်အခေါင်းကြီးပေါ်လက်တင်ပြီးညလုံးမှိတ်လိုက်တယ်ဒီအချိန်ဖောင်းမိတ်စိန်ရဲ့အာယုံထဲမှာ မဲမဲမောင်မောင်ခန်းထဲမှာခေါင်းကြီးကလှုပ်နေခဲ့တယ်။ဒီမြင့်ကွင်းကိုမြင်ပြီးတဲ့နောက်ဖွားမိတ်စိတ်မျက်လုံးပြန်ဖွင့်လိုက်တယ်။ဒီမြင့်ကွင်းကိုမြင်ပြီးတဲ့နောက်ဖွားမိတ်စိတ်မျက်လုံးတွေပြန်ဖွင့်လိုက်တယ်။ဆရာတော်ဖျားနဲ့တကြီးတို့ကိုကြည့်ပြီးရွာမှာလူတွေတည်နေရတာတွေရွာခိုက်နေတာတွေကဒီကျိုးခေါင်းကြီးကြောင့်ပဲဗျာ။ဗျာဆရာတော်ဖျားနဲ့တကြီးတို့အံ့ဩသွားတယ်။ဒီခေါင်းကြီးကညဘက်ဆိုရင်လှုပ်တယ်ဗျာ။လူတွေတည်ဖို့ခေါင်းနေပုံရတယ်။ဒါဆိုကျုပ်တို့ဘယ်လိုလုပ်ရမလဲအမေ။ ဘွားတို့ဒီအခါမီးရှို့ဖျက်ဆီးရမယ်ဒီလိုမှမလုပ်ဘဲထားထားရင်မောင်ရင်တို့ရွာမှာလူကြံမှာမဟုတ်တော့ဒါဆိုရင်တော့မီးရှို့ရှို့ရမှာပေါ့ဗျာဆရာတော်ဗျာတမိုးကြီးရဲ့အကောင်ဖြစ်ပေမဲ့လို့လူအသက်ထက်အရေးမကြီးပါဘူးဗျာဒါကြောင့်တပည့်တော်တို့မီးရှို့ဖျက်ဆီးခွင့်ပေးပါတခါကြီးရေကျုပ်ကလည်းရွာခိုက်မယ်မှမသိလို့လက်ခံထားမိတာပါခုလူရွာခိုက်နေတာဒါကြီးကြောင့်ဆိုရင်တော့မီးရှို့ရှို့ညှို့ညှို့တခါကြီးတို့ကောင်းမယ်ထင်တယ်လို့လောက်ကြပါ ဆရာတော်ဖျားထံခွင့်ပြုကြိုက်ရလို့တကြီးရရွာထဲမှာရှိရလူတွေတွားခေါ်တယ်။ခေါင်းကြီးကိုရွာတင်ကြိုက်တဲ့ပြီးဘွားမေစိန်ကိုယ်တိုင်ဂါထာရီရှုပ်ပြီးမိရှုပ်ပေးခဲ့တယ်။မိတွေတောက်လောင်နေတဲ့ခေါင်းကြီးကိုကြည့်ပြီးတကြီးတို့ခမရတပြင်းတွေချနေကြရှာတယ်။ငါတို့ရွာလူတွေတည်ရတာဒင်းကြောင်ဆိုတာစောစောစီစီတိခဲ့ရမှာခုတော့ကွာပြောရင်စိတ်မကောင်းဖြစ်နေကြတယ်။ဘွားမေစိန်နဲ့ရှင်ညိုတို့တော့ကျေးဇူးတင်စကားတွေလာပြောကြတယ်။ညောင်ကုန်းရွာမှာလဲတပတ်များအထိဘွားမေစိန်တို့နေခဲ့ကြတယ်။ ရွာချီနေအေးချမ်းနေလို့ယုံကြည်ရမှတကြီးဦးတန်းထိုက်ကတောင်ထွန်းရွာကိုယ်တိုင်ပြန်လိုက်ပို့ပေးတယ်။ညောင်ကုန်းရွာမှာရှိတဲ့ကျုံခေါင်းကိုရှင်းလင်းပေးပြီးတဲ့နောက်ရွာထွက်ခွာသွားတဲ့သူတွေနဲ့ပြန်ရောက်လာကြတယ်။တကြီးဦးတန်းထိုက်ခင်များရွာလေးအရင်လိုပြန်လေလူများလာလို့ဝမ်းသာနေရှာတော့တယ်။ပရိသတ်များရှင်ဒီနေ့ရဲ့တင်ဆက်မှုကိုဒီလောက်နဲ့ပဲရှင်းသားခြင်းပါတယ်။နားဆင်ပေးခဲ့တဲ့ပရိသတ်များအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။